2025လည်းရောက်ပြီဆိုတော့ဂျပန်မှာစားစည်းတွေဘလို့အပြောင်းအလဲတွေဖြစ်နေလဲဆိုတာကိုမျှဝေပြသပါမယ်။ ကဒီဘက်မှာတလားစာစားစီနဲ့ပတ်သက်ပြီးတော့ဒီမှာဗီဒီယိုလေးတစ်ပုဒ်တင်ပေးဖို့ပါတယ်။အဲဒီဗီဒီယိုလေးရဲ့အောက်မှာ2025အတွက်စားစီလေးလည်းတင်ပေးပါအောင်ဆိုတဲ့အတွက်ဒီမှာဒီကနေ့မှာပြည့်ရလေးဖြစ်နေရဆိုတော့ဈေးသွားဝယ်ရင်နဲ့ကုန်ကျစရိတ်လေးတွေကိုမျှဝေပေးတော့ပါမယ်နော်။ဒီနှုန်းကကြတော့ကျမတို့ကဒီ top mat ဆိုတဲ့ဆိုင်လေးမှာပဲအများအားဝယ်တာပါ။ဒီဆိုင်လေးကပြောမယ်ဆိုလို့ရှိရင်အခြေခံလူရန်စားတွေထွက်ခွင့်ပေးထားတာဆိုတော့အရန်ကိုဈေးသက်တာတယ်။ဒါမဲ့လည်းဝမ်းနေစွာနဲ့ဒီဆိုင်လေးကပိတ်သွားတဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်တခြားဈေးသက်တာတဲ့ဆိုင်ကိုရှာပြီးတော့ဝယ်နေရတာပေါ့နော်။အဲနောက်ထပ်ဈေးသက်တာတဲ့ဆိုင်တစ်ခုတော့ရှိပါသေးတယ်။အဲဒါကခေုံမှုစုပါလို့ခေါ်ပါတယ်။ဒီဘက်မှာဆိုလို့ရှိ င်တော့ဒီဂယောမှုစုပါကနေရာတိုင်းလူလူမှရှိပြီးတော့ဈေးလည်းအရင်သက်သာပါတယ်။ကမ္ဘာမှာကအခုကုန်စည်နှုန်းကတော်တော်လေးကိုတက်သွားတာပေါ့နော်။တိတိတသာဆိုလို့ရှိရင်တော့ဆန်ကတော်တော်လေးဆိုးပါတယ်။ဒီမှာဝယ်ရင်းနဲ့ဈေးနှုန်းလေးကိုလည်းတစ်ခါတည်းပြပေးသွားမယ်။ဗီဒီယိုနောက်ဆုံးနောက်လေးမှာတော့တလားစာလုံးကိုခံမှန်းကြည့်ဘယ်လောက်လောက်ကုန်လဲဆိုတာကိုပြပြပေးသွားမယ်ပေါ့နော်။ကမ္ဘာမှာကညနေစောင်းပြီဆိုတာနဲ့ဝါရီပီကီလို့ခေါ်တဲ့ဈေးချတာတွေအများကြီးရှိတယ်ပေါ့နော်။ကျတော့အဲ့ဒီအချိန်ကိုကိုကဝယ်နိုင်နေဆိုလို့ရှိရင်တော့ဈေးတက်တက်သာနဲ့ရမှာဖြစ်တဲ့အတွက်ဈေးချတာရကြပါတယ်။နောက်တစ်ချက်ကကြတော့ fresh တွေကိုစားရတဲ့စားလို့ရှိရင် frozen တွေကိုစားတာကအများကြီးဈေးသက်သာပါတယ်။နံပါတ်၁ ချက်ကဝယ်တဲ့အချိန်မှာဈေးသက်တာမယ်နံပါတ်2အချက်ကချက်တဲ့အချိန်မှာမြန်မြန်ကျက်တဲ့အတွက်ကြောင့်မို့လို့အချိန်ကုန်လည်းသက်တာတယ်နောက်ပြီးတော့မီတာကတော့ gas ဘိုးတို့တွေလည်းသက်တာပါတယ်ဒါပေမဲ့တချို့နေရာတွေကကြတော့ fresh တွေကဈေးရမ်းသက်တာတဲ့နေရာတွေရှိတယ်အဲ့တော့ကိုနေတဲ့နေရာဒေသပေါ်မူတည်ပြီးတော့ fresh တွေကများဈေးသက်တာခဲ့လို့ရှိရင်တော့ fresh တွေကိုပဲဦးစားပေးစားစီချင်ပါတယ်စံကတော့ဈေးအရန်ကိုကြီးနေပါတယ်ခုကျွန်တော်တို့ဈာနေရစံဆိုလို့ရှိရင် 10kg ကို9800ပေးရပါတယ်အမျိုးစားပေါ်တော့မူတည်တယ်ဒါမဲ့လည်းအနည်းငယ်ပဲကွာတာပေါ့နော် ဒါကတော့ခရမ်းကျင်သီတို့ကျွတ်သွန်ဖြူကျွတ်သွန်နီးအာလူဈေးနှုန်းလေးတွေကိုလိုက်ပြပေးထားတာပါ။ကျွန်မကတော့ဒီနေ့မဝယ်လာပါဘူး။အိမ်မှာအများကြီးရှိနေသေးလို့ပါ။ကဲဝယ်လို့ချန်လို့ပြီးပြီဆိုတော့ရှင်းပါတော့မယ်။အခုကျွန်မဝယ်လာတာကသား2မျိုး၊ဟင်းသီးဟင်းရွက်က4မျိုး၊နောက်ပြီးတော့တူလီမူလီလေး2မျိုးပဲပါတယ်ပေါ့နော်။အဲ့ဒါကို2882ရမ်းကြပါတယ်။ကိုဝယ်လာတဲ့ဟာတွေကကျွန်မ2ရက်စာလောက်ပဲရမယ်ပေါ့နော်။ပါလာတာနည်းနည်းလေးပါ။အဲမနစ်ကကျွန်မရထားတဲ့ဗီဒီယိုမှာကြတော့ကျွန်မတပတ်စာလောက်ဝယ်ထားတာပေါ့နော်။အမစီတွေရောကျုပ်တွေရောနှုတ်တွေရောအများကြီးပဲပေါ့နော်။ဆိုတော့အဲ့ဒါကတပတ်စာကိုမှရမ်း9000ဝန်းကျင် ပဲကြာတယ်အခုက2ရက်စာလောက်ကို3000နီးပါးကြာနေပြီပေါ့နော်ဆိုတော့အဲအလောက်ကိုခွာသွားပါတယ်ပုံမှန်ဆိုလို့ရှင်တော့ကျွန်မကဂျုံနဲ့ဆိုင်မှာဝယ်တာများပါတယ်ဒီဆိုင်ကလမ်းမတင်ဘူးပေါ့နော်မတင်တဲ့အခါကျတော့ကျွန်မအလုပ်ကပြင်နေတဲ့ဂျုံနဲ့နေမှာဝယ်တာဆိုတော့တစ်ခါလေးမှာဈေးကြီးရဲ့နေမှာလည်းဝယ်မိတယ်ကျွန်မဟိုရက်ကဝယ်လာတာဆိုလို့ရှင်ကစုံရွက်2စီးတဲ့ကိုရန်1160ကြာပါတယ်ဆိုတော့အဲ့လိုမျိုးတွေလည်းခွာချားတာတွေရှိရပေါ့နော်ဆိုတော့ကိုဘလူးဈေးသက်သာတဲ့ဆိုင်မှာဝယ်မလဲဆိုတာပေါ့မူတည်ပြီးတော့ခွာပါလိမ့်မယ်ဈေးကြီးတွေအပြင်တခြားသောဈေးလေးတွေပါကျွန်မအချမ်းပြပြပေးပါမယ်ဂတ်စပိုးဆိုလို့ရှင် ရင်ပြန်များတောင်းဝန်းကျင်ကြရတယ်ပေါ့နော်အဲ့ဒါကဆောင်းနေပတ်ဆိုရင်တပေါင်းကျော်သွားတာပါအကယ်၍မှာဆောင်းနေမဟုတ်တော့ဘူးကိုကရေဘူးတွေမတုံးတော့ဘူးဆိုတဲ့အချိန်ရောက်လို့ရှိရင်တော့တပေါင်းအောက်ကိုပြန်ကျသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ရေဘိုးပါရေကကြတော့အလာတိုင်း3-4000ဝန်းကျင်မှာရှိပါတယ်မီတာကကကြတော့ကျမတို့8000-8000ဝန်းကျင်မှာရှိတယ်နောက်တစ်ခုက Wi-Fi ဘိုးလည်းရှိသေးတယ်ပေါ့နော် Wi-Fi ဘိုးကကြတော့ဒါကတော့ fix ပေါ့ Wi-Fi ကတော့အပြောင်းလဲမရှိဘူးကျမတို့သုံးတဲ့ Wi-Fi ကတော့တစ်လကိုရန်4000လေးရပေးရပါတယ်ကျမကချီးဝါမြို့မှာနေတာပါပြီးတော့ကျမတို့အိမ်မှာလူ2ယောက်နေရပါတော့ကျမမြို့သားနဲ့ကျမနဲ့နေရဆိုတော့ ့ဒါကုန်ကြဆေးနှစ်ယောက်စာအောင်တွက်ပြထားတာပါအနေရဒေတာပုံမူတည်ပြီးတော့လဲကုန်ကြဆေးကအမျိုးမျိုးกว่าပါလိမ့်မယ်ပြီးတော့ကိုဘလောက်ထိချွေးတနိုင်လဲပုံမူတည်ပြီးတော့လဲကုန်ကြဆေးတွေကအများကြီးပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ခံမှန်းချေးတွက်ပြထားတာဖြစ်ပါတယ်စပါမကဒီလိုမျိုးဈေးဝယ်ကြီးကြီးပေါ့နော် recycle ပတ်လေးတွေကိုအများတန်းဝယ်ပြီးတော့သွားလေးရထည့်ထားရပါလေဒါလေးတွေကရန်တရာတန်းဆိုင်မှာဝယ်တရာပဲကြရတယ်ပေါ့နော်အကယ်၍ကိုကမွေးထားပဲနဲ့ ဟိုကြုံရဝယ်လိုက်ပြီးတော့ကြွကြွတွေဝယ်တယ်ဆိုရှင်ကြွကြွဖိုးတွေအရန်စည်းကြည့်ရပါတော့နော်ကြွကြွတွေမှာအရန်ပုံအောနေတဲ့ခါကျတော့လေတစ်ခါသွားလဲဝယ်လိုက်တစ်ခါသွားလဲဝယ်လိုက်ဆိုပတ်စံလဲကုန်တို့ဈေးဒီနေထားသွားတဲ့နေရာလဲဒုက္ခရောက်တယ်ပေါ့နော်ဆိုရင်တော့ခံမန်းကြီးကုန်ကြစီလေးတွေကိုသိရပြီလို့ထင်ပါတယ်ထပ်သိချင်သေးတဲ့အကြောင်းအရာလေးရှိသေးတယ်ဆိုလို့ရှင်တော့ comment မှာရေးသွားပေးပါအောင်နော်အိုက်ကန် share လေးလုပ်ပေးသွားပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ပါမယ် bye bye